အားလုံး Manchester United ပရိသတ်များအားလုံးပဲမင်္ဂလာပါ။ကဲဆိုတော့ကျောတို့ Manchester United အသင်းနီးပြား Ruby Amorim ရဲ့ Manchester United အသင်းလက်ရှိ Premier League ထဲမှာဆက်တပွဲကံပြီးတော့၅ပွဲနိုင်၃ပွဲရှုံး၃ပွဲတည်ရေရမက18မဲ့အခုလက်ရှိနေတာအဲ့တော့နောက်ထပ်ကံရမယ့်ပွဲကကျွန်တော်တို့ International Break ပြီးလို့ရှိရင် Everton နဲ့စကံရမယ် Everton ပြီးရင် Crystal Palace ကံရမယ် ဒီနောက်ထပ်ကံရမဲ့ပွဲထဲမှာတကယ်ကိုရှာကြီးဆိုလို့ပဲလေးနဲ့ဘုံပေါင်းနှစ်သိန်းပဲရှိတယ်။တန်းတဲ့ပွဲတွေကိုတော့ကျွန်တော်တို့သုံးမအပြည့်ရအောင်ယူရလိမ့်မယ်။နော်။လိုချင်တော့ဟိုဘက်နော်တော်4တွေတော်3တွေဘာဖြစ်တယ်ညာဖြစ်တယ်မှန်ပြီးတော့ဒီအောက်ခြေကဟိုဘက်ဟိုဘက်တင်းကြကုန်ရောက်နေတဲ့အသင်းကိုတော့မှမနေအသေးအံကန်ပြီးတော့နာဂိုးတွေပေးပေးနေရတာအဆင်မပြေဘူး။ အဲ့ဒီအပိုင်းတော့နီပြရူဘင်အမိုရီနေနဲ့ပြင်ဆင်ဖို့လိုအပ်လိမ့်မယ်ပြောချင်တာကဗျာဒီမတူညီတဲ့ပွဲတွေကိုမတူညီတဲ့လိုပုံစံနဲ့ကန်ရတယ်မလိုချင်တာပြောချင်တာအဲ့လိုမျိုးချုံထွက်ပွဲတွေဆိုနိုင်ပြီးရောလိုမျိုးခါလေးကြိုင်နိုင်ပြီးရောဆိုပြီးတော့ကန်ရတဲ့ပွဲတွေရှိတယ်အဲ့တော့ဒီကွက်တရားကျွန်တော်တို့ဒါရှစ်ပွဲသနေတုန်းကဒါနီပြဒီတွေလည်းသုံးခဲ့တယ်လို့ဒါကျွန်တော်တို့မော်ကြီးသူတို့ရဲ့ပေါ်တူဂီနိုင်ငံသားဒါမော်ရီညိုကြီးဆိုတော့အကုန်လုံးသိတယ်မော်ရီညိုကြီးလည်းအဲ့လိုမျိုးအရေးပါတဲ့ပွဲတွေဆိုလို့ရှိရင်အာမတန်စိတ်ချရတဲ့ကောင် ဲ့လိုမျိုးအကွက်တွေလည်းလုံတတ်ဖို့လိုတယ်အခုဆိုလို့ရှိရင်ဒါအာတီတာတို့เนาะပက်ကွက်ဒီယိုလာတို့အဲ့လိုမျိုးလုံတယ်လုံတယ်ဆိုတာလုံရင်တော့ဒါပြိသက်ကတော့ဝေဖန်ပါပဲလီဒါကစားပုံကဘာဖြစ်လို့ညာဖြစ်လို့အားနဲ့နိုင်တော့ဘာဖြစ်ဖြစ်တည်းနိုင်ဖို့လိုတဲ့ပွဲတွေရှိတယ်နိုင်ရရင်ပြီးရောဆိုပြီးတော့ကမ်းမဲ့ပွဲတွေရှိတယ်အဲ့လိုမျိုးဖြစ်ဖြစ်လို့တယ်ပေါ့ဗျာအဲ့လိုမျိုးလောက်တတ်ဖို့လိုတယ်မလုပ်လို့မရဘူးညီမရူပယံမိုရင်းနဲ့ခေါင်းမပြီးတော့မအဲ့လိုမျိုးညီမရေလို့မလုပ်ချင်းဘာဖြစ်လို့ညပြတဲ့ ဂိုးတွေအဲ့လိုမျိုးမလှုပ်ချင်းဘူးပြောပြီးတော့ဂိုးတွေပေးလိုက်မလိုလားရင်ပြင်းနဲ့သေးတွေကြလိုက်နော်ပြီးပါနတီကန်ပြီးမလိုလားရင်ပြင်းနဲ့ပြုတ်လိုက်အဲ့လိုမျိုးခံနေရပေါင်းလဲမနေတော့ဘူးကျောင်းတို့ဒီနှစ်ရသည်မနှစ်ကရသည်ထဲမပြောသေးဘူးဒီနှစ်ရသည်နော်ပွဲစားစားချင်းကာရာဘောင်ဖလားမှာပြုတ်တာလဲအဲ့ဒီတိုင်းပဲနော်ပြောချင်တာဒီဘဲကစူဖလားဒါရှုံထွက်လို့မျိုးကန်ရတဲ့ပွဲနဲ့ပရီးမီးယားလိနဲ့မကွဲဘူးဖြစ်နေတယ် ဒီရောက်ပြုတ်ကိုပြောရမယ်ဒါကျွန်တော်မြင်တာပါညမြင်မြင်မြင်ကျွန်တော်ကတော့မြင်တော့ပြောရမှာပဲအဲ့တော့ဒီပိုင်းလေးတွေပြင်ဆင်ရမယ်ပိုင်းလေးတွေရူပန်မိုရီနေနဲ့ရှိပါတယ်ဒါလေးတွေပြင်မှရမယ်တာကြီးမပြင်ဘူးဆိုလို့ရှိရင်တော့ဒီခေါင်းမာရာမမာရာအတာထားနော်အစင်မပြေဘူးအစင်မပြေတာအစင်မပြေတာပဲဘလို့လားပဲနဲ့အမှတ်တွေခွေပေးနေရတဲ့အပိုင်းတွေကိုလည်းဒါပြောလဲခံရတော့မှာပါသူကိုယ်တိုင်လည်းပြောခံရတော့မှာလက်ရှိကတော့ကျွန်တော်တို့ပြောပြီ အဲ့တော့ဒီအကွက်လေးဒီဒီပိုင်းလေးတွေကျွန်တော်နီးပြရူပြာမော်ရီနေနဲ့ပြင်ဆင်ဖို့လိုအပ်လိမ့်ပါမယ်။အဲဒီလိုမျိုးပေါ့ဗျာကျွန်တော်ပြောချင်တာကတိုင်တရစ်ပြန်ရတဲ့ပြန်ပွေနဲ့ရှုံးခွက်ပြန်ရတဲ့ပြန်ပွေကန်ပွေတပွေနဲ့တပွေမတူဘူးဆိုတာမတူညီတဲ့ပွဲတဲ့ပုံမှာလိုင်းရောညစ်ချင်ဖြစ်အောင်ဒါကန်တက်ဖို့เนาะရားမက်ကိုရားလက်ကိုကောင်းအောင်ယူတတ်ဖို့ဒါဒါတွေလိုအပ်တယ်။ဒါဒီပိုင်းနဲ့ပတ်သက်ပြီးတော့ပြင်ကြတဲ့နှစ်ကဆိုလို့ရှိရင်လည်းကျွန်တော်တို့ကြည့်ဘာမှကိုယ့်ရဲ့ အသင်းရဲ့အစင်တန်းတော့ဒါမရှိဘူးเนาะဖက်ဖက်ကနှိပ်ကြနေတဲ့အသင်းကိုတော့မှ final မှာတော့ရှုံးတယ်ခြေစွမ်းကြည့်မလားကစားသမားတိုင်းကြည့်မလားတခုမှရေးရသင်္ချာမရှိတဲ့အသင်းအဲ့ဒီအသင်းကိုလည်းရှုံးတယ်ဒါမလုတ်တက်လို့เนาะကိုယ့်ဘောထင်ကြည့်လို့လည်းမရဘူးခေါင်းမတယ်ဆိုတာကောင်းပါလေဆိုတော့ကောင်းဝင်ကောင်းကောင်းလို့ကောင်းလို့တကယ်ကိုယ့်အသင်းကောင်းလို့တကယ် financial ကိုယ့်အသင်းကလုံးဝ အဆင်ပြေတဲ့ကစားကွက်တစ်ခုဖြစ်နေလို့နော်ပြည်သက်တည်းများကောင်းတယ်အဲအဲအကြောင်းလှုပ်လို့ရတဲ့အသင်မို့လို့ကောင်းမှလို့ရတဲ့အနေထားမို့လို့ကောင်းမှတယ်ဆိုရင်တော့တယောက်မှဘယ်သူမှဘာမှမပြောပါဘူးလှုပ်လို့မရတဲ့အချိန်တွေကိုလှုပ်လို့မရတဲ့အချိန်တွေမှမသိပဲကောင်းမှရင်တော့ခံရမှာပဲအဲ့တော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်မြန်မာလေး sharing လေးလုပ်ပေးတာပါအားလုံးကိုကျေးဇူးတင်ပါတယ်မန်ချက်စတာယူနိုက်တက်ပရိသတ်များကိုစနစ်ပြချမ်းမချမ်းသာကြပါစေ